ဂျီရိုနယ်ဒိုကပေါ်တူဂီသမရဖြစ်လာနိုင်မလားဘောရာလုံးဝမင်္ဂလာပါခင်ဗျ Goen Sports ကနေပြန်လည်ပြီးတော့ဂျူဇိုလိုက်ပါတယ်လီးစေကျော်မှဘဝစရဲဆွေစကားရှိပါတယ်အဲ့ဒီစကားကရော်နယ်ဒိုအတွက်တိတ်ပြီးမှန်ကန်ပါတယ်ဂျီရိုနယ်ဒိုကအသက်40ကျော်စားအရွယ်မှာသူ့ရဲ့ဇာမားဘဝအလွန်အနာဂတ်အတွက်ကြိုတင်သရုပ်ဖော်နေပါပြီဘောလုံးလောကရဲ့ GOAT ဂျီရိုနယ်ဒိုက 2026ကမ္ဘာဖလားမှာချန်ပီယံဆုရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ဆီရိုနယ်တို့ကချွင်းချက်မရှိဂုတ်ပဲဖြစ်ပါလိမ့်ဆီရိုနယ်ရဲ့ဖုံးတကိုချိန်ဝါကဘောလုံးသမိုင်းဆက်ဆက်ဘယ်သူမှမရှင်းနိုင်အောင်တီရှိခဲ့တာပါပေါ်တူဂီလက်ဝေးစင်အသင်းဆရာဝန်နော်ရိုဟာကိုဆီရိုနယ်တို့ကမေးခွန်းတစ်ခုမေးလိုက်ပါလိမ့်သူ့ကိုပေးဖက်ခြင်းနဲ့စေးသိပံဆိုင်ရာစောင်းမားတစ်ခုခုရှိလားဆိုတာပါဆီရိုနယ်ရိုစီကနေအဲ့လိုမေးခွန်းမျိုးနော်ရိုဟာကြားနေကြပါကစားပွဲတွေထဲမရက်တန့်ခြင်းသေးသူဆီရိုနယ်ရိုက နောက်ထပ်နှစ်ကာလများစွာဆက်ပြီးတော့ရှင်သန်နိုင်အောင်ပျော်ရွှင်စွာလေ့လာသင်ယူနေပါလိမ့်။မန်ယူနိုက်တက်ဇာမာဘွားပထမတစ်ချိန်မှာကလေးကစရော်နယ်ဒိုနဲ့ရင်းနှီးခဲ့သူနော်ရွန်ဟာအတွက်စရော်နယ်ဒိုရဲ့ပြင်းပြစိတ်ထားကိုအတွင်းကြကြသိနာလည်ထားပါလိမ့်။နော်ရွန်ဟာကမော်ရီညိုကိုထူးခြားလွန်းတဲ့ special one လို့တင်စားပြီးတော့စရော်နယ်ဒိုကိုသီလိုစိတ်ပြင်းပြလွန်းသူလို့တစိုက်ကတ်တယ်။စရော်နယ်ဒိုကနော်ရွန်ဟာစီမက်ဆေ့တွေပို့ပြီးတော့အာဟာရဆိုင်ရာဆောင်းပါးတွေပေးဖတ်ပါလို့ပြောလို့ရှိပါလိမ့်။စရော်နယ်ဒိုကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခြေနေနဲ့ စိတ်ပိုင်းဆိုင်ရာတံပါမှုကိုအမြင့်ဆုံးအဆင့်မှာအမြဲတမ်းရှိနေခြင်းသူပါပြီးခဲ့တဲ့ဖေဖော်ဝါရီလ5ရက်မှာဇော်နယ်ဒိုအသက်40ပြည့်ခဲ့ပါပြီဇော်နယ်ဒိုကအသက်40မှာဘွားဆရယ်ဆွဲစကားကိုအကောင်းဆုံးတက်တည်ပြခြင်းနေပါလေသူကိုယ်သူယုံကြည်စိတ်ကလည်းပြင်းထန်နေသေးပါဇော်နယ်ဒိုကကျွန်တော်ကပြီးပြည့်စုံစုံကစားသမားပါကျွန်တော်မြင်ရတော့အကောင်းဆုံးစားမကျွန်တော်ပါပဲဘောလုံးလောကမှာအရာအလုံးကိုကျွန်တော်လုံနိုင်ခဲ့ပါလေမက်ဆီပီလီနဲ့မာရာဒိုနာတို့သဘောကျတယ်ဆိုရင်လည်းကျွန်တော်နားလေလေးစားပေးနိုင်ပါလေ ဒါပေမဲ့ပြီးပြည့်စုံစုံကစားသမားတော့ကျွန်တော်ပါပဲကျွန်တော်လည်းပိုကောင်းတဲ့သူမရှိပါဘူးဒီစကားကကျွန်တော်နှလုံးသားထဲကလာတဲ့စကားပါလို့ကြွေးကြော်ခဲ့ပါလေစီရိုနယ်ဒိုရဲ့အသင်းပေါ်ဟောင်းကော့စတင်ညာက2003ခုနှစ်တုန်းကအဖြစ်ပြက်ကိုမှတ်မိနေပါသေးတယ်ဘော်ဒီလေဗေးစင်ကစားမဘွားပထမဆုံးပွဲပြီးမှစီရိုနယ်ဒိုကကော့ဆိုင်ငါတို့အသက်30ထိပဲကစားခြင်းနဲ့ပြီးရင်တခြားတစ်ခုခုလုပ်မယ်လို့ပြောခဲ့တယ်စီရိုနယ်ဒိုဂရီမတီခဲ့ပါဘူးဂရီမတီတဲ့ပြင်စီရိုနယ်ဒိုကအသက်30ကျော်ရွယ်မှာပို့ပြီးတော့တောင်တန်မာလာတယ် အသက်30ကျော်ရွယ်မှာဂိုးပေါင်း460သွင်းပြီးတော့အသက်20ကျော်ရွယ်သွင်းကို440ထက်ပိုပြီးတော့များခဲ့ပါလေဒါအန်ကြီးပွေရပါပဲဒါတာမန်မှတ်တမ်းတစ်ခုမဟုတ်ပါဘူးဇော်နယ်လိုနဲ့ပတ်သက်ရင်အားအလုံးကတာမန်မဟုတ်ခဲ့ပါဘူးစမ်းပါလေဟိုတလောကဇော်နယ်လိုအနိုင်မဲဆိုရယ်လေတံမျိုးပြောပေမဲ့အခုသူ့အတွင်းစိတ်ထဲသွင်းကိုတထောင်ပြည့်စံချိန်ကကြီးဆိုးလို့ထားပြန်ပါပြီအသက်40ကျော်ရွယ်မှာဇော်နယ်လိုမျောလင့်နေတယ်ယာရီကဒီလိုပါ2026ကဘာဖလားကစားခြင်းနဲ့ ပထမဆုံးကမ္ဘာဖလားချန်ပီယံဆုပိုင်ဆိုင်ခြင်းနဲ့လက်ရှိချိန်မှာဂိုးထောင်ပြည့်ရီမန်းချက်ကိုမယံမနာအကောင့်ထဲပေါနေတယ်။အန်နာဆာလူငယ်အသင်းမှာကစားနေတဲ့အသက်14နှစ်အရွယ်တားဖြစ်သူခရစ္စတီယာနိုဂျူနီယာနဲ့တသင်းနဲ့အတူတူကစားခြင်းနဲ့ဆီရိုနယ်ဒိုကနပိုလီယံလိုစကားမျိုးပြောလို့ရှိတယ်။မဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့။ဆီရိုနယ်ဒိုလူတွေမထင်မှတ်ထားတာတွေတိတ်ပြီးတော့လှုပ်ပြခြင်းသူပါ။ကစားသမားဘဝအလုံးမှာဆီရိုနယ်ဒိုကဘလို့ရှင်သန်နေမလဲ။ဘောလုံးလောက်ကလည်းနီးပြထားမဟုတ်အသင်းမှာရှင်ပြည့်ရှိနေမလား။ ဒေးဗစ်ဘက်ခမ်းလိုမျိုးအသင်းပိုင်ရှင်စီးပွားရေးသမားလည်းလုံနိုင်ပါတယ်။ Sorry အိမ်ရှိမင်းသားအမေရိကန်သမ္မတထရန့်တို့ကတလေးတစားဆက်ဆံနေဂျူရိုနယ်တို့ကနိုင်ငံလောကတွေဝင်ပြီးတော့ဘလွန်ဒေါ်ပိုင်ရှင်လိုင်ဘီးရီးယားတိုက်စစ်မှုအောင်ဂျော်ဝီယာလိုမျိုးသမ္မတရာထူးရအောင်ထိကိုရည်ရွယ်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။